thank mm -hmm. you လုံးပဲမင်္ဂလာပါဗျာကျွန်တော်မျိုး official music channel နေပြန်လဲကြိုးစားပါတယ်ဒီနေ့အဲခုနကကျွန်တော်အဲ intro လေးစမ်းနေရအဲ့ဒါကျွန်တော်ခုနကဒီဝါဝဟို caption ရေးထားတယ်ပဲကျွန်တော်တို့ချစ်ခဲ့တဲ့ငါတို့ချစ်ခဲ့တဲ့လူမိုက်ကြီးဟိုစီဂါရာဆိုင်လေးပေါ့စီဂါရာဆိုတဲ့သူ့ရဲ့ဟာဘီဝါဝ ဘန်ကလည်းမိုက်တယ်စီကာတာတဲ့အဲ CICAD ပေါ့စီကာတာစီကာတာဆိုတာပဇင်းရင်ဝဲဟုတ်ပြောဗျာဒီအော်နေနဲ့သေးသွားတဲ့ကောင်မျိုးပေါ့ပဇင်းရင်ဝဲဆိုတာသူကအဲ့လိုမျိုးစီကာတာဆိုတာဒီရင်ကွက်အောင်အော်ပြီးတော့သေးသွားတာအတိတ်ပဲကတော့နည်းနည်းတော့ကျန်းတယ်ဗျာဒါပေမဲ့ဒီကိုဆိုင်လေးတို့ကအဲ့လိုမျိုးဒီဝါရီ rock star တွေဆိုတော့ဆောင်းရဲအဲ့လိုမျိုးဘယ်လိုခေါ်မလို့သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းအဲပြင်းတဲ့ ဟိုဟာတွေဆိုတော့ roster ကြီးဆိုတော့အဲ့နာမည်ကြိုက်တယ်ဗျာကျွန်တော်ဟာတော့တစ်လားအဲ့လိုဘန်နာမည်ကိုလေဒီဘန်နာမည်ပြီးပဲဆိုလို့ရှိရင်စကလုံးတစ်လုံးတည်းနဲ့အင်အားကောင်းကောင်းအဲ့လိုမျိုးပြီးတာပေါ့အဲ့လိုမျိုးဆိုရင်ပိုးပြီးသဘောကျတယ်ကျွန်တော်အဲ့ဒါမျိုးသူကဒီစီဂါရာဆိုရဲ့ဒိတ်ပဲအဲ့ဒါပါပဲအမှန်ကတော့ဒီသူကလေသူလှုပ်ချင်တာလှုပ်ပြီးရောသေးသွားမဲ့လူစားမျိုးအဲ့ဒါမျိုးဘောကမှာငါလှုပ်ချင်တာလှုပ်ပလိုက်မယ်ကွာဘင်းတို့ဘာမှလာမပြောနဲ့အဲ့ဒါမျိုးပေါ့ဗျာ အဲကိုဆိုင်လေးရဲ့အထာပုံစံကျွန်တော်ကလည်းအဲ့အမျိုးသဘောကျတယ်ဗျာကြိုက်တယ်အဲအဲအဲကြောင့်ကျွန်တော်ကဒီအိုက်တန်ငါတို့ချစ်ခဲ့တဲ့ဟောပေါ့လူမိုက်ကြီးတချင်းကောင်းခုကျွန်တော် review လုပ်မဲ့တချင်းကလည်းလူမိုက်ကြီးပဲအဲလူမိုက်ကြီးရဲ့လူမိုက်ကြီးဖြစ်တဲ့စီကာရာကိုဆိုင်လေးကိုကျွန်တော်ဒီ review လေးနဲ့ကျွန်တော်ဟောလုပ်ပြစေဂုဏ်ပြုပြစေဒါလူမိုက်ကြီးဆိုတာကြာပါပြီကျွန်တော်တို့ရေးတဲ့ဟောဒီဆရာမင်းမင်း ျွန်တော်ရေတခါလုတ်ခဲ့ဘူးတဲ့ဟိုကလေအဲဆာရာလာအဲဆရက်လာအဲဆရက်လာဆာရာလာအဲ့အဲ့ဘန်ဒီရှိတဲ့အဆိုတော်ကိုမင်းမင်းရရေးဖွဲ့ခဲ့တာအရန်ကိုဘယ်လိုခေါ်မလဲမယ်လိုဒီအာတော်တော်ကောင်းတယ်ဗျာမင်းမင်းအဲ့ဒါကိုမင်းမင်းပေါ့ကိုမင်းမင်းကတော်တော်လေးဒီမယ်လိုဒီအားကိုတော်တော်ကောင်းတယ်ရေးထားတယ်ဒီနောက်ပြီးတော့ဒီကိုဆိုင်းလေးရဲ့အတန်နဲ့ live ဖက်အောင်လဲသူကရေးတတ်တယ်ဗျာအဲ့ဒါကိုသဘောကျတာကျွန်တော်တို့ကနော်စကြအောင်နော် ဒီ intro ကသူယူထားတဲ့ဟိုဘောခေါက်ခေါက်ကတော့ဒီဘောဒါဆိုလို့ရှိ key ကကျွန်တော်တို့ကဒီ minor key ထဲမှာပဲကျွန်တော်တို့ကထားတွက်ရမှာအမှားတော့ဒီ major key ဆိုလို့ရှိရင်သူက B ဘော B ရဲ့ related minor ဖြစ်တဲ့ဒီဘောဘော A flat minor ဘောအဲ့ဒါ A flat minor ကိုကျွန်တော်တို့ကထားတွက်ရမှာ A flat minor ကိုထားတွက်ရမှာဆိုတော့ဘာတွေပါမလဲဆိုတော့ဒါ A flat minor နောက်ပြီးတော့ဒီဘောဘော D flat minor ဒီ flat minor 7ပေါ့သူကယူသွားမှာအဲ intro က d flat minor 7နောက်ပြီးတော့ B နောက်ပြီးတော့တော့ G flat ပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဘလို့ဖြစ်သွားမှုဆိုတော့သူကဒီ minor key ထဲမှာဝင်တွက်မယ်ဆိုလို့ရှိရင် do re ma fa လောနော် do re ma fa အဲ့ကောင်က minor ဖြစ်ရမှာဒါပေမဲ့ तू ဝင်းဆိုသွားတာ အဲ့ four core နေရာမှာကျွန်တော်တို့ကဒီရောပေါ့ဒီမေဂျာကြီးတော့ကြားနေရတွေ့လားဒါ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 အဲ့လိုမျိုးပေါ့ဒါဆိုရင် तू ယူယူရမှာဒီ minor ဟောယူရမှာဒါပေမဲ့မယူတော့ဒီဟောပေါ့ dominant 7 core ကြီးယူရကြည့်လိုက်အဲ့ဒါကတော့ကျွန်တော်တို့ကဒီဘယ်လိုပြောရမလဲဆိုတော့ minor ဖြစ်ရမယ့်ဟာကို तू က major ပြောင်းမလိုက်တာ တို့ဝေဒနာတွေကကိုက်ခဲနေချင်းအဲအဲ့ဒါတချို့ကကျတော့ကြည့်ရင်တချို့အဲ့နေရာကို तू ကမိုင်းနာရီတီးရဗျမဟုတ်မဆိုင်ဘူးဗျဒီအတန်လေးကိုလိုချင်လို့ဒီအဲ့ဒီတချင်းထဲမှာဘယ်ဒီတချင်းထဲမှာဘယ် तू ကမိုင်းနာနဲ့မေဂျာအဲ့လိုမျိုးပြောင်းလှည့်ပြီးတော့တုံးသွားရှိရ तू ကဒီဟိုပါဘောပရလယ်မိုင်းနာနဲ့မေဂျာဘောအဲ့လိုမျိုးကို तू ကဘာမှမဟုတ်ဘူးဒီ moral interchange ပုံစံမျိုးလုပ်လို့သွားတာဟုတ်ကဲ့

အဲ့အဲ့မဲ့သူကရောပြန်လာနော်မာဟိုဘောမိုင်းနက်တက်ခေါ်ပြန်ဝင်လာနော်မဆိုလို့ရှိရင် key center ကျွန်တော်က b နဲ့တွက်မယ်ဆိုလို့ရှိရင်ဒါက home key ကိုသူဝင်လာတယ်ဒါပေမဲ့ related binary key ကိုယူထားတော့တက်ကြောင်လို့ဒါက flat 3ခေါ်ပဲဒါဘယ်ဟုတ်ဆက်သွားလို့ဩ ဟောဟောချီရီပဲဆိုတော့ဒီဟိုကကိုဒီဘီဘီနဲ့တွက်မယ်ဆိုလို့ရှိရင်ဒါခီးရက်အရာတွက်မယ်ဆိုလို့ရှိရင်တွက်ဟိုဖရီဂါခီးရက်ကိုတွေ့ရပါတာဘီနဲ့တွက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျတော့ तू ကဒီဟောဘော5 shape ကောဘောသူကဒီ minor key နဲ့တွက်မယ်ဆိုရှင်ဟိုဒီမှာ fa so c က5 shape အဲ့ဒီကသူက5 5 shape ကောဖြစ်တယ် e ကိုဝင်ချတယ်ကိုကျွန်တော်ကဒီ minor key ထဲမှာတွက်ရတာနော် ဘာဖြစ်လို့ဆိုသူ့ရဲ့ပုံစံကဒါမိုင်းနာခီထဲမှာသွားနေတဲ့ပုံစံပဲဒါကနော်ဟုတ်တယ်လားအပြစ်တွေပြည့်နေခံယူပြီးကတော့တော်တော်လို့ဆိုတာတော်တော်မေးချပဲဘာလို့အဲ့ဒီဟိုဟာဒီမိုင်းနာကြီးပြောပြီးတော့တင်းနေကြလဲမသိဘူးအဲ့ဒီဟာကိုလीနော်မှတ်စုကြည့်ပြခွဲတော့ဒါမေးချခေါ်ကြီးဒေါမီနက်ခေါ်ကြီးတိတာတယ် ကြမှာမိုင်းတာဝင်တာ तू อ่ะ नो नो မဖြစ်နိုင်တော့ဆို नो 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 မဖြစ်နိုင်တော့ဆိုအဲ့ကြမှာမိုင်းတာဖြစ်သွားတာအဲ့ကြကျွန်တော်ကစအောင်ပြောခဲ့တယ်ဒါဒီမိုင်းတာနဲ့မေဂျာနဲ့လှက်ပဲပြီး तू သုံးတာလို့အဲ့တော့ပြန်နှားထောင်ကြည့်အောင်အဲ့နေရာလေးမှာတွေ့လား ောမဖြစ်နိုင်တော့ I just feel that you are mine I know no မဖြစ်နိုင်တော့ဆိုတဲ့နေရာကြမှာ तू က minor ဝင်တာအဲ့ minor ဘာလို့ဝင်ရဆိုခုက minor 7ပေါ့ကျွန်တော် minor 7ခုက intro तू ကပြန်ခေါ်တာဒီလိုလေးအဲ့ minor 7 the no no မဖြစ်နိုင်တော့ တော့မဖြစ်နိုင်တော့တတ်တည်နေချီပေါ်ရရအဲ့ဒါကိုပြန်အဲ့ core progression ကို तू ကပြန်ယူသွားတာအဲ့နေရာကြပါအဲ့ဒါကိုဒီဟိုဘောဒီ line ပေါ်မှာကျွန်တော်ကြည့်ရတင်းနေကြတဲ့လူတွေကအဲ့နေရာကြီးကို तू ကဒီပေါ့ပရမဆတ်ဆာလာခြင်းဝင်လာတဲ့ဒီဟိုဘောနေဝင်ခြင်းနေဝင်ခြင်းတွေကဘာညာအဲ့အဲ့ sub progression မှာဒီ dominant 7 core ဗျာအဲ့ core ကို तू က minor လုပ်လို့ပြီးတော့တင်းနေကြတယ်အဲ့ဒါ မဟုတ်တခြားစီနော်အဲ့ဒါတခြားစီကျတော့ဒီကဘာဖြစ်လို့ဆိုဒီဒီဒီဟောပေါ့တင်တန်းတင်တန်းပြတဲ့လူတွေကိုကျွန်တော်ကဟိုကဆရာလောက်တာမဟုတ်တင်တန်းပြတဲ့လူတွေအများစုကနည်းနည်းဘလို့တချို့တချို့ပေါ့တင်တန်းပြတဲ့လူတချို့ပါပြောရင်လည်းမကောင်းဘူးညာမပြောတာကောင်းတယ်ဗျအဲ့ကြတော့နော်ဒီ dominant 7တိုင်ကြီးကကြားနေရတာဗျအဲ့ဒါယူတချို့ကဘာလို့မိုင်းတာလုတ်လုတ်ပြတာတော့ကဲ

ရဲ့စာသားရဲ့တစ်ချက်နားထောင်ကြည့်အောင်။ဝေဒနာရဲ့ကြိုက်ခဲနေဝင်ခြင်းကိုအမြဲငါကြောက်နေခဲ့တယ်ဆိုတာ။အိပ်ပျော်စရာမရှိဘူးလူလိန်ရှင်။အဲ့လိုများလေးလူလိန်ပြီးတော့မနဲ့နိုးသွားတယ်။နောက်ပြီးတော့နိုးလာတော့လေ तू ကဘယ်လိုကောင်းလဲ။တွေ့လာခဲ့ဘလို့မသူဒီရင်းထနေတဲ့ချိန်မှာအဲ့လိုမျိုး ဘလို့အိပ်ပြောဖို့ဆိုတာမစင်စားနဲ့အဲ့လိုမျိုးဒီမိုးရဲ့တောက်ကောင်တယောက်ဘွားရတော့အဲ့ကြောင့်ကျွန်တော်ကစောင့်ရမ်းကြိုက်တာဒါလို့ကိုလည်းတစ်ချိန်တော့ခံခဲ့ရဘူးလေအဲ့အဲ့ဝေဒနာတွေအဲ့လိုမျိုးလေအဲ့တော့ဒီသချင်းကိုနားထောင်ပြီးဟာကွာလို့မျက်ရည်ကျတယ်လို့မျိုးကျွန်တော်တို့ရှိပါတယ်အဲဒီလောကမှာတို့တော့ပျော်စောလို့ပါတော့အဲ့မျိုးဒီရောက်လမ်းကြောင်းရှင်းလာတန်ကြောင်းခောက်လာရောဘာညာအဲ့မျိုးပဲပေါ့ ဟိုပါဗောဒေါ်ဂျင်တပူတော့ပါညာအဲ့အမျိုးတွေကိုလည်းတချင်ကအဲ့လိုမျိုးမှားခဲ့ဘူးတော့ဗောလူမကြီးဖြစ်ခဲ့ဘူးတယ်အဲ့ကြောင့်ဒီတချင်ကိုကျွန်တော်အရင်ကြိုက်တာအဲ့နော်ဒါကြုံလို့ပြောပြတာပါဒါပေမဲ့အခုချိန်မှာတော့ကိုကဒီဘီယာလောက်ပဲတောက်တော့တယ်တခြားဘာညာဆိုတာမတော်ပါမလုပ်တော့အဲ့လိုမျိုးဘာညာတွေပါတယ်မလုပ်တော့ဒီဟိုဗောစစ်လေးကတော့နည်းနည်းပါပင်းပြေကောက်ဖွာတယ်ဒါပဲအဲ့လောက်ပါပဲအဲရင်တော့လူမကြီးလုတ်ခဲတာလုတ်ခဲတာဗောဗျာဒါအခုချိန်မှာ ကိုမိသားစုနဲ့ကိုအဲ့လိုမျိုးပေါ့ကောင်းမွန်လေးနေလို့ရှိရင်ဒါလေမရေးကြီးဖိုးတကြလေးဖြစ်တာပေါ့ဗျာဘို့ပေါ့အခုအဲ့ဒါကြောင့်ကျိုးလို့ပြောပြတာပါလူငယ်တွေကိုအဲ့လိုမျိုးဒီလက်တက်ဆန်းဖို့မကောင်းဘူးအဲ့ဒါလုံးဝငါစမ်းကြည့်လိုက်မယ်ဆိုရဲတဘောမျိုးတော့လုံးဝမစမ်းပါနဲ့အဲ့ဒါအဲ့ကိစ္စကိုနော်အဲ့ဒါမျိုးပြောတာပါကျွန်တော် ဲ့ပဲ player clearance ကိုဝင်လာပြီးမှဒါဆို B key တဲ့ဒါတော့ a four ball ဝင်လာပြီးမှသူကပြောင်းလာတယ်အထီးသူကမေဂျာပဲတုံးတာနော်ကျွန်တော်ဒီ distortion နဲ့ကျွန်တော်ဘာလုပ်ပြမလဲနော်ဒီဟိုက flanger ပြစ်လိုက်အောင် ဒီတော့အဲ့ရောသူကအဲ့ဒီအဲ့ဒီအထီသူကမေချာကိုပဲကြိုင်ရောဘာပြော နောက်ကဂရာဗန်ကိုလိုက်တီးရဲ့ဘေးကတော်တော်ဒီ riff ကိုတော်တော်နိုင်နိုင်နင်းနင်းတီးနိုင်နေပဲဗျာအဲ့ဒီ no no မဖြစ်နိုင်တော့ကြပါသူကမိုင်းတာကိုပြောင်းတာ no no မဖြစ်နိုင်တော့တကယ်ကြီးရောတော့ရနေ နောင်တော့မဖြစ်နိုင်တော့သတိနဲ့ချီပေါ်နောင်သာရတော့လာအဲ့လိုပုံစံမျိုးသူကဒီဟောပေါ့ more interchange နှစ်ခုပေါ့ဒီဟာထဲမှာဆိုလို့ရှိရင်သူကသူက1 4 4သူက minor major လုပ်လိုက် minor လုပ်လိုက်အဲ့လိုမျိုးသွားနေတဲ့ပုံစံမျိုးအဲ့တော့တဲပြီးယူထားတာပထမဆုံးစပြီးခေါ်လာတဲ့ progression ကသူကဒီဟိုဟာနဲ့ ခီးနဲ့စတဲ့1 4ခီးနဲ့စတဲ့သူကခေါ်ခေါ်လာတာဟုတ်ကြောပြီးနားထောင်ကြည့်ဆောင်ရမ်းလိုက်တယ်အဲ့နေရာ over อ่ะသူ့ရဲ့ဒီဒီဟိုဘောဒီကျွန်တော်ကလေကိုဆိုင်းလေးကိုဘာကြောင့်ကြိုက်တာလဲဆိုတော့သူ့ရဲ့အတန်ပါဝါပူကြောတဘောကြတယ်အတန်ပါဝါရယ်နောက်ပြီးတော့ဆိုဆိုနီးဒီစကလုံးလေးတွေကိုလေဒီလိုမျိုးသူ့ရဲ့ ရှာနေထားရတော့ကျွန်တော်မသိဘူးပြစကလုံးလေးတွေကိုအဲ့လိုမျိုးဆိုတဲ့နေရာလေးတွေပဲလိတ်လိတ်ပြီးဆိုးသွားတာလေးတွေကအရန်ကောင်းတယ်သူကမှုကိုလေအရန်စီးပြောနိုင်တယ်ဒီဒီတချင်းမှာဆိုလို့ရှိရင်တော်တိတာတယ်ဗျကျွန်တော်ဟိုအရင်တစ်ခေါက်ကဂင်းကာဆိုတဲ့တချင်းကိုလည်းကျွန်တော် review လုပ်ဖူးတယ်သူကိုဆိုင်လေးရဲ့ဂင်းကာဆိုတဲ့တချင်းကိုလည်း review လုပ်ဖူးတယ်ခုဒီတချင်းကိုထပ်ပြီးတော့ဒုတိယကြိမ်တာကိုဆိုင်လေးတချင်းကိုကျွန်တော် review လေးလုပ်လို့အဲခုကကြတော့ဒီဟိုကျွန်တော်ကငါတို့ဒီဝါဝါ rock ဒီမှာဘလို့ဆိုတယ်ဆိုတဲ့ပုံစံမျိုးတကယ် rock 66အရသာကိုကျွန်တော်တို့ကကြားလိုက်ရတာကိုဆိုင်လေးကအဲ့မှာ crack ဟောတာ kill me ဆိုတော့အဲ့လိုမျိုး online လေးပြန်ပြီးတော့ဒီ absorb ပြန်လုပ်တာဒီကျွန်တော်တို့ဒီရောပေါ့ ဲ့လို release ပြန်လုပ်တဲ့အချိန်မှာတော်တော်တည်သက်တယ်သူလှုပ်သွားတာမယ်လိုဒီကဝါအမလုံးတက်ဘူးဗျာအဲတကယ်ဆိုးနေတဲ့ချိန်မှာ तू ကဒီအသက်မရှိဘဲနဲ့လှုပ်သွားတယ်ပုံမှန်နော်ဆက်နားထောင်ကြည့်အောင် စ်လာအဲဇီဆိုတဲ့ပုံစံတွေကလေတကယ်ဟိုဒီအန်ချိတ်ပြီးတော့လေကိုဒီနာကျင်နေတဲ့ပုံစံမျိုးအဲ့လိုအန်ချိတ်ပြီးဆိုးဆိုးပြီးတော့ဆိုးနေတဲ့ပုံစံမျိုးဒီရေတန်ချာဟာအဲ့လိုအန်ချိတ်ပြီးတော့ဆိုးသွားတာအဲ့နေရာတွေကအရက်ခတ်တယ်ပြအဲ့ဒီတကယ်လဲဒီအားနဲ့မန်နဲ့ force ပြင်းပြင်းနဲ့ဆိုးဖို့ဆိုလို့ရှိရင်ဒါတော်တော်ခတ်တယ်ဟွာအဲ့လိုဆိုတော့ဆိုတယ်လိမ့်မယ်တခြားလူတွေမဆိုနိုင်ဘူးဆိုလိုက်ဒါပေမဲ့သူ့လိုမျိုး ဒီပုံပေါ်မှာမဟုတ်အဲ့ဒီဆိုတဲ့နေရာမှာကြတော့သူကတော့တော်တော်လေးကိုမိုက်တယ်ဒီကူဆိုင်လေးကမမြောက်ပြောတာမဟုတ်ဘူးเนาะကျွန်တော်ကဒါကျွန်တော်အရှိတိုင်းကြောပြတာတချို့ကတိုးတယ်မင်းကဖားခြင်းရခြင်းလို့လူတို့ဆရာတင်တာပါညာဟုတ်တယ်ဖားခြင်းရရင်ဖားဖားမှန်နေဖားတယ်ကိုယ့်ထက်ဖန်တီးနိုင်တဲ့လူတွေကိုယ်ကဆရာတင်တယ်သူတို့ဆိုရင် ကိုယ့်ထက်ဒီဆရာကြတယ် ဒီတချင်းဖန်ဒီပိုင်းပိုင်းမှာကိုရေးတဲ့ဆိုတဲ့ပိုင်းမှာကိုကိုတဲ့ဆရာကြာအဲ့တော့ကိုကဖားတယ်မဖြစ်လေတော့ဒါတရှက်ဆရာမှမဟုတ်တာအဲကြည့်မနော်တက်ပြီးလက်ချိုးနော် ွင်းဘာထူးရှောက်ဆို तू intro စပြီးတော့ခင်းပေးထားတဲ့ chord progression နိုင်မယ်နောက်ဆုံးမှာ तू ကပြီးတာ da အခါဒီ intro မှာပါတဲ့ chord ပဲလေကျွန်တော်တို့နောက်ဆုံးမှာလည်းအဲ့လိုအဲ့ကွာလေးနေမဲ့တင်းသွားတာပဲ तू ကကဲဆိုင်ညာပြန်ဖွက်လာဘူးနော် နောက်ဆုံး progress ရှိရတဲ့အတိုင်းပဲအဲ့ဒီ player crisis ဘူဒီတချင်းတို့ဖြစ်တာ ड़ी ကျွန်တော်ကျွန်တော်ဟောပေါ့ကျွန်တော်ကလူမှုပေါ့ကိုကတော့ဆိုးခဲ့ပြီးခဲ့ရတယ်လူမိုက်ကြီးလုတ်ခဲ့တာပေါ့ခေါင်းစဉ်ကလည်းလူမိုက်ကြီးဆိုတော့ကျွန်တော်ကအဲ့ဒါကိုသတိရပါဟာဟိုတနည်းကမှပြန်နားထောင်ကြည့်တယ်ကိုဆိုင်လေးတို့ဆိုတာကျွန်တော်တို့တကယ်လေးစားရတဲ့လူတွေပါသူကဒီဘာလို့ underrated ဖြစ်နေရလဲပေါ့အဲ့လောက်ကောင်းလာဗျာအခုဒီတချင်းလူမိုက်ကြီးဆိုလို့ရှိရင် ကားကြိုက်တာအခုကြိုက်တယ်အဲ့ဘူးသူဆိုတဲ့ဟာသူ့ရဲ့ဒီအတန်ပါဝါဖို့စ်ပြင်းပြင်းနဲ့ဆိုတာတွေတကယ်ကိုဒီဟောပေါ့တချင်းပေါ်မှာစီးမျောပြီဆိုတာတွေကကိုရီးယားချစ်တယ်တကယ်အဲ့ကြောင့်ကျွန်တော်ကခေါင်းစဉ်ပေးထားတာအတိုင်းငါတို့ချစ်တဲ့ငါတို့ချစ်ခဲ့တဲ့ပဇင်းရင်ကွယ်လူမိုက်ကြီးစီကာဒါဆိုင်လီ တော့ဟုတ်ပြီကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင်